ံကတဲ့နဲ့စူပါရေချမ်းပွဲအားလုံးမင်္ဂလာပါ channel MSN marshala မှာကြိုဆိုလိုက်ပါတယ်ပုံမှန်ဆိုရင်တော့နောက်ပတ်မှတင်ရမှာဒါပေမဲ့ရေချမ်းအတွက်တွေးစရာလေးပဲဖြစ်ဖြစ်သတိထားမိစရာတစ်ခုလေးပဲဖြစ်ဖြစ်ကြိုသိသွားရင်အကျိုးရှိမယ်လို့ထင်လို့ကြိုပြီးတော့လုပ်ပေးလိုက်တယ်ဗီဒီယိုတခြားအဆုံးထိကြည့်ပါဝိုင်းကမြန်မာပြည်သက်တွေကိုအားကိုးတယ်ဗျပထမတနေရကပြည်သက်အားပေးမှုအပိုင်းမြန်မာတပွဲပါရင် ရုံတဲမာရော online view မှာပါတော်တော်လေးတီးတာတယ် ဒုတိယနေရာကထိုးကျွေးတဲ့အပိုင်းသူတို့ rotate ခြင်းနဲ့ဒိုးဆိုရင်မြန်မာကကစားသမားတွေကိုမတိမတတော့၎င်းတိတိတတတော့၎င်းထိုးကျွေးလေရှိတယ်။အခုပွဲလဲအဲ့လိုပဲမြင်းတစ်ခေါင်ကိုတောင်စိမ့်နဲ့အပြိုင်တောင်တက်ခိုင်းတယ်လို့ပဲတခါမှမစော့ဘူးတဲ့နေပယ်ကိုသူတို့လူအတွက်မရမကပွဲတဲတယ်။ရေချမ်းကမွေထိုင်းရူအောင်မှာစော့ဖို့ပြန်ပြီးကန်းလန့်နေမရဘူးကစ်ပေါင်စင်ပဲကိုလူတွေဘက်ကလည်းငင်းမရတဲ့အခြေအနေမျိုးဆိုတော့လက်ခံလိုက်ရတယ်ပေါ့ဗျာ။ ရေချက်ကတခါမှကိပောင်စင်မထိုးဘူးရိုးရပွဲ90ကြော်တွေးကြုံနဲ့အခုမှမွေထိုင်းစဆော့ဘူးလားဟိုဘဲကငငယ်လေးတွေကမွေထိုင်းစဆော့ပြီးတော့16နှစ်မှာဘောင်စင်စထိုးနေပြီ16နှစ်သားမှာ WBA Asia Super Lightweight ကပတ်ရနေပြီ19ပွဲဆက်လဲရှုံးပွဲမရှိပြန်ဘူးတမျိုးလုံးကလည်း Fighter လောကကကြီးပဲအဖေက Los Angeles Contin လို့ခေါ်တဲ့ gym ကိုတည်ထောင်ထားတယ်ရောက်ဖကလည်း Rodan ရော်ဒန်ကိုတိုင်လည်းအဲ့ချိန်မှာပဲစော့တယ်။ဘာပြောကောင်းမလဲ။ပင်စီကဒီဘီဇာဒီမျိုးရိုးနဲ့လာတာဆိုတော့တော်တော်လေးကောင်းတယ်။တန်းกว่าတယ်ပေါ့ဗျာ။တခုရှိတာကလက်ဝတ်ပွဲတွေက chest တပွဲနဲ့တိုးတယ်။စစ်တုရင်မှာ king, queen, rock, bishop, knight, pawn ဆိုပြီးရရှိတယ်။ပါဝါသေးဆုံးကတော့ pawn ပေါ့။ကြောက်ဖို့အကောင်းဆုံးကလည်းအဲ့ဒီကောင်ပဲ။ပြိုင်ပတ်ရဲ့တန်းအစုံကိုရောက်သွားရင်ကြိုက်တဲ့ကောင်မဆိုပြောင်းလဲပလိုက်နိုင်တယ်။ပါဝါအသေးဆုံးဆိုပေမဲ့ကိုယ်ရုံလဲစားနိုင်တယ် ကင်းကိုလည်း checkmate လုံးနိုင်တယ်သို့မဟုတ် checkmate လုံးဖို့အတွက်တရောင်းတနေရကနေကိုင်းနိုင်တယ်ပါဝါအသေးဆုံးမို့လို့ထိုးကျွေးလိုက်မိပြီးတော့အနိုင်ရနေအရှုံးပြောင်းလဲသွားတဲ့ပွဲတွေအများကြီးရှိတယ်ဆိုလိုချင်တာကစစ်တုရင်တပွဲမှာဘယ်ရာကိုမှ short တက်လို့မရအောင်လက်ဝဲပွဲတပွဲလည်းအဲ့လိုပဲရေချမ်းကိုဖုံးလဲပါကွာဆိုပြီးတော့တွက်ထားမိရင်တိုင်းငယ်ပွဲရလို့ဖြစ်သွားမယ်ဒီကောင်တွေက short တွက်ထားပုံတော့ပေါ်တယ်ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရတဲ့လောက်ကတော့သူတို့လူကိုအနိုင်တွက်ထားပုံပဲဟုတ်တော့လေဟုတ်တယ်ဗျ ရေချမ်းက၄ရောက်တရောက်ထိုးရမှာနံပါတ်1 time ရေ time ပရိသတ်ရှိမှာထိုးရမယ်နံပါတ်2ကိုမကျွမ်းကျင်နဲ့ကစ်ပေါင်စင်နဲ့ပဲနံပါတ်3ကျွမ်းဝိုင်းတိုင်ရဲ့ပလိုက်မှုနံပါတ်4အမပေးတိုင်တွေရဲ့မတမာမှုတွေကိုပါရှင်ထိုးရမှာဆိုတော့အလဲထိုးနိုင်မှာပဲနိုင်မယ်အမှန်ဆုံးဖြတ်ကိုရောက်ရင်ရေချမ်းအရှုံးမယ်ဇညုံးကရေးထားပြီးသားကိုလူကလုတ်ပွဲတာမစော်ဘူးဆိုရင် ဘာနီးစနစ်ဘာတက်ကနစ်မှာတိတ်ပြီးတော့မစင်စားနဲ့ပွဲဆက်တာနဲ့ပြင်တစ်ဖက်ပြိုင်ဘက်ကပေါင်းစားမှုလို့အောက်ပိုင်းကိုအဓိကဖြိုးဘလို့ဖြိုးရမလဲဆိုရင်ကိုထုံထုံမင်းစောတဲ့ပုံစံအတိုင်းစောပါဖြစ်နိုင်ရင်ထုံထုံမင်းစီရလည်းအကြံဉာဏ်ယူပါလူကိုယ်တိုင်မယူနိုင်ရင်တော့မှဗီဒီယိုကောနဲ့ဖြစ်ဖြစ်အကြံဉာဏ်လှမ်းတောင်းပါကိုထုံထုံမင်းကလည်းတက်နိုင်ရင်လူကိုယ်တိုင်သွားပြီးတော့အကြံဉာဏ်ပေးစေချင်တယ်မဖြစ်နိုင်ဘူးဆိုရင်တော့ဗီဒီယိုကောနဲ့အကြံဉာဏ်ပေးပါဒါတော့တောင်းဆိုတယ်စံကတ်တစ်က ကိပောင်စင်ထိုးရမှာဆိုတော့အခုမှအောက်ပိုင်းနေပြန်ကျင်းတယ်ဒါပေမဲ့ခွန်းနဲ့လုံးလုံးဘောင်စင်ဆော့လာလို့ခြေကန်ချက်တွေကမွေထိုင်းသမားစစ်စစ်တယောက်ရဲ့ကန်ချံမျိုးကိပောင်စာတယောက်ရဲ့ကန်ချံမျိုးတော့ဖြစ်မနေဘူးအခုရက်ပိုင်းနဲ့လည်းဖြစ်မလာနိုင်ဘူးအဲ့တော့ရေချမ်းကအတွင်းခြေကတ်တွေကိုပပတ်ဆက်ဆက်တုံးရမယ်လောကစ်ကမှဘဲခြေနဲ့ဘဲအတွင်းခတ်မယ်ညာခြေနဲ့ဘဲခြေကိုကန်မယ်ပော့စကစ်တွေကန်ပြီးတော့ပြန်ထွက်မယ်အနည်းဆက်ဆုံးပြောမယ်ဆိုရင်တာကဲရုနဲ့စူပါလက်ပွဲတာကဲရုကိုဘလို့အောက်ပိုင်းဖြိုသွားလဲအဲ့လိုဖြိုပါ ပြီးတော့ YouTube မှာ Bouncer vs Kick Bouncer Bouncer vs မွေထိုင်းဆိုပြီးတော့ Bouncing သမားတွင်နဲ့မွေထိုင်း Kick Bouncer တွေထိုးခဲ့ဘူးတဲ့ပွဲတွေကိုပြန်လည်လာပါကိုကဘလို့ပုံစံအာတန်လဲအာတန်တဲ့ပုံစံနဲ့ Bouncer တအုပ်ကိုဘလို့အောက်ပိုင်းဖြိုးရမလဲဆိုတာအကွက်ဖော်ပါပလန်ချပါစံကတ်တက်ကဒူတိုက်ချက်တွေတိတ်ထွက်အောင်မှာမဟုတ်ဘူးခြေခံချက်နဲ့ရေချမ်းကိုကြားနိုင်လောက်တဲ့ပါဝါရှိလာအောင်မှာမဟုတ်ဘူး clinch ပိုင်းလဲနှစ်ယောက်လုံးကမရပြန်ဘူးပြိုင်ဘက်ကအဓိကအားတာသွားမှာကလက်သီးပိုင်း jump lock ကတော့ရပါတယ်ကွာဆိုပြီးတော့ မလုပ်ပါနဲ့ပေါ့စင်မှာ Jeff ကအဓိကပါထောက်လက်သီးထိတာနဲ့နောက်တွဲလုံးတွေကကိုရီးယားကလိုတတွဲကြီးလိုက်လာမှာအဲ့တော့လက်သီးကိုအတက်နိုင်ဆုံးအထုံးမခံရအောင်ဆော့ပါဘောင်စင်ကလော့နဲ့ဖြစ်သွားတယ်အဲ့ဒီ glove ကိုလည်းရေချမ်းနဲ့အသားကြောက်အောင်ကြိုးစားစေချင်တယ်ဝမ်ချမ်းမရှိကတုံးတဲ့ glove က၈အောင်စားဘတ်၃800တန်းတယ်မြန်မာဝင်နေဆိုရင်တော့၅သိန်းကျော်မယ်ထင်တယ်ဖြစ်နိုင်ရင်တော့ဝယ်ပြီးပဲဖြစ်ဖြစ်ငှားပြီးပဲဖြစ်ဖြစ်လက်အိတ်နဲ့အသားကြောက်အောင်ကြိုပြီးတော့လေ့ကျင့်ထားစေချင်တယ်မီတော့မမီနိုင် တော့ပင်မဲ့ရလို့ရညာပေါ့အကွာဝေးတစ်ခုကနေစော့ပါပို့စကစ်တွေများများတော့မှာအကက်မခံပါနဲ့ပတ်စော့ပါဒဲကြီးပဲအမြဲမစော့ပါနဲ့ကက်စကစ်တွေများများကံပါပိုင်ပြီဆိုရင်ထွန်းထွန်းမင်းကံတလို့ဖူးပါဝါနဲ့အောက်ချဖြတ်သိမ်းပါကေပေါင်းစင်ရူမလို့နှစ်ဖက်လုံးအတွက်ကအမားတွေပါလာနိုင်တယ်ဘာဖြစ်လို့လဲဆိုရင်နှစ်ယောက်လုံးအတွက်ပထမအဦးဆုံးကေပေါင်းစင်ပွဲမလို့မှားကြမှာ ဆိုလိုချင်တာကဒူးတွေစင်းတိုက်မိတာတွေအတွင်းခြေကက်ကိုစစ်စစ်မိခတ်မိတာတွေခြေကန်ချက်ကိုဖမ်းမိတာမျိုးတွေ clinch ကိုရောက်ရင်ရိုးရပုံဆွဲကက်မိမာတွေက ဖြစ်လာနိုင်တယ်လုံးမိနိုင်တယ်လုံးမိရင်လည်းစောင့်ကြည့်မဆိုင်နဲ့လှုပ်တာလှုပ်စိတ်ထဲမှာဘာမှမရှိစေနဲ့ငါဖောင်းများသွားမလားမှားများသွားမလားဆိုတဲ့စိတ်မဝင်စေနဲ့မှားတာမှန်တာကျိုးဝိုင်းတိုင်းဆုံးဖြတ်လိုက်မယ်ကိုကစိတ်အရှင်းဆုံးနဲ့အပြတ်သားဆုံးကစားအားလုံးခြုံပြောရရင်ကိုလူကရင်ထိုးရမှာ ထိနိုင်တယ်ကြာနိုင်တယ်ဒါပေမဲ့မာကုံနဲ့စက်တက်ပိုင်းကိုရင်းပြီးဆော့ရမှာတွေးထားတာတခုရှိတယ်အဲ့ကောင်အလောက်မမအောင်ထိုင်းတွေကနီးစနစ်ပဲကောင်းတာကိုရင်းမြမာကြီးလောက်ဇားမရှိဘူးအဲ့တော့ကျဲမယ်ဆိုရင်အသေးချမ်းဖျဲမယ်ဆိုရင်ဆွဲတာဖျဲပြဒီဗီဒီယိုကိုအဆုံးသတ်ရရင်ရေချမ်းအလဲထိုးမှပဲနိုင်မယ်အဲ့တော့ခေါင်းထဲမှာရှင်းရှင်းထားပြီးတော့ကိုလုံးနိုင်တာကိုဘင်းအောင်ဖောင်ဖြတ်ပြီးတော့အကောင်းဆုံးနဲ့အပြတ်လောက်ပါအစောပိုင်းကပြောခဲ့သလိုပဲဖုံးလေးတစ်ကောင်က ကွင်းဆိုတဲ့ဗင်မောက်ကိုလည်းစားနိုင်တယ်လို့ကင်းကိုလည်း checkmate လုပ်နိုင်ပါတယ်ပေါက်ကြီးတော့ခုချိန်ဒီမပေါက်သေးပါဘူးပေါက်မယ်ဆိုရင်လည်းရေချမ်းအောက်ကြီးပေါက်ဖို့များပါတယ်ဟုတ်ကဲ့ကျွန်တော်ညွှန်တာပါ channel ms ရပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ